မင်္ဂလာပါပစ်တိုင်းထောင်မှာကြိုဆိုပါနေရှင်ဆယ်လီအကြောင်းဟုတ်တဲ့ food vlog များကိုတင်ဆက်ပေးမှဖြစ်လို့ channel လေးကို like and subscribe လုပ်ထားပေးကြပါအောင်ရှင်ပစ္စည်းရကဖြစ်နေတဲ့မောက်လေးနဲ့ဆက်ပါမယ်ဟုတ်ပြီပစ္စည်းရကကော်ဖီဒီပေါ့ဒီနေ့အိမ်မှာစိုက်ထိုင်နေပါတယ်နိုင်နေပါ့မနော်ဒီနေ့စမ်းခရင်တွေကို90ရာခိုင်နှုန်းနဲ့ promotion ပေးပါမယ်4600ကိုဒီနေ့ဒီနေ့နဲ့မနက်ဖြန်2ရက်ကို တဘူးကို၄၆၀၀ရဲ့တဝက်စံနဲ့တောင်းပို့ပါနောက်တောင်း3000နဲ့ဒီနေ့ရောင်းပေးပါမယ်เนาะဘာလို့ရောင်းပေးရလဲဆိုတော့ expire နီးလို့ပါယူသားဆိုတာပွင့်လင်းဆိုတာပြောပါတယ် expire နီးလို့ပါဒီနှစ်ကုန်မယ်ဆိုရင်တော့ expire ကတည်တည်ပြီးဒါပေမဲ့နောက်ထပ်3000လောက်တော့လိမ်လို့ရပါတယ် sun cream ရဲ့သဘောတရားကတော့อืม တက်လောက်တမူးနှုံးလုံးလိမ့်လို့ရတာပေါ့နော်အဲ့တော့ကိုက၄၆ထောင်မတက်နိုင်ဘူး2000 3000လည်းပဲဟိုလိမ့်ချခြင်းနဲ့စမ်းချခြင်းနဲ့ဒါကိုကြိုက်လားမကြိုက်လားကိုစမ်းတုံးချခြင်းနဲ့ဆိုရင်တော့ဒီခါလေးကြာရင်၄၆ထောင်နဲ့ဝယ်လိုက်ပြီးတော့ကိုကြိုက်တာရှိတယ်ကိုမကြိုက်တာရှိတယ်အခုကျတော့2000 6000နဲ့ချတာတဲ့ဟော2000 3000နဲ့ရမှာဆိုတော့2000 3000နဲ့ကိုကိုကြိုက်ရင်နောက် day fresh ဖြစ်တဲ့ဟာတွေလာလို့ရှိရင်လည်းဆက်တုံးရအဲ့ခါကျမှငါစမ်းတုံးချခြင်းနဲ့ဆိုရင်၄၆000နဲ့ဝယ်တုံးရမှာပေါ့နော်အဲ့တော့အခုနေ2000 3000နဲ့ရတော့ကိုစမ်းတုံးချပါလို့ပြောချင် ါတယ်ရှင်ဘာလို့လဲဆိုတော့အရန်ကောင်းလို့ပါခင်ဗျားတို့လည်းနေ့စဉ်အဲ့ဒီဆန်ခရမ်ပဲလိမ့်တာဘယ်တော့ဘယ်တော့ brand ကောင်းတွေပဲပြောပြောအဲ့ဒီဆန်ခရမ်ပဲကြိုက်တာဖြစ်တဲ့အတွက်ကြောင့်အခုဒီနေ့2000 3000နဲ့ရတော့ယူထားပါဒီစင်တာနဲ့ဆိုင်ပါလဲရမယ်ဒီမှာလဲခင်ဗျားတို့နေ့လဲဆိုရင်တော့ပစ္စည်းရောက်မယ်အခုတော့မရောက်သေးလို့ပါရှင်ကြည့်ခုရ breakfast ရမယ်အခုမှစားပါမယ်ခင်မုန်နဲ့ကော်ဖီလေးနဲ့လီဆူရကော်ဖီလေးတွေလည်းရောင်းပါတယ်နော်လီဆူရကော်ဖီလေးတွေလည်းရမ်းကောင်းပါရဲ့အဲ့ဒါဆိုင်မှာကြောက်ဆိုင်မှာသုံးပါ မနဲ့တိုင်းသိတယ်ဟာမစားပြီတော့ကော်ဖီနဲ့မုန်းလို့ပဲစားပြီတာမီဆူရသဘာဝနှစ်ကော်ဖီရတယ်ဆက်နေတော့မဝအရန်တော့ကော်ဖီအရသာကိုစိတ်စိတ်ကြီးကြိုက်တယ်ဆိုရင်တော့ coffee taste coffee ဆိုတော့ coffee ဆိုတော့ body မှာအခါတက်ကလေးလေးပါတယ် ခါတာလေးလည်းတောက်ချင်တယ်ခါတာလည်းမတောက်နိုင်ဘူးကော်ဖီလည်းတောက်ချင်တယ်ကော်ဖီလည်းမတောက်နိုင်တဲ့သူတွေကဆိုတော့ဒီကော်ဖီလေးတောက်ချင်တယ်တကယ်ကိုတဘာဝရရတော့စိတ်ပြီးရောမာလေးအမေတော့လေရန်တော့လို့ကောင်းပြီဆိုကုန်ပြီရန်တော့လို့ကောင်းပြီဆိုကုန်ပြီအဲ့တော့ကြပြတို့ကတော့မတက်မွန်ပြောတယ်လို့ပေါ့ငါတခါတော့နှစ်ထုတ်တော့ရတယ်ဆိုတော့ကြပြလည်းခုတော့တခါတော့နှစ်ဖက်တော့ရတယ်ဘာလို့လဲဆိုတော့တော့ကောင်းပြီဆိုကုန်သွားတယ် tại vì nhái nhập phòng còn trực kế cũng nó có phiếu <laughs> nó nó ở trên này phải hóa từ xanh từ xanh nó là nó là dùng xanh từ xanh nào giờ nó hóa pha lên mà chiu chỉ lên mà trồng bú có phiếu mà từ kế cô chạy chạy từ xanh nó yếm mạnh đấy rồi xanh, dùng xanh. Nó là nó là xa mà yếm mạnh đó rồi em bảo rồi bảo bảo ý gì để bỏ gì ဒီကော်ဖီတောင်းရင်တမဟိုအမဲလေးကြံခဲ့တယ်ကုံဝမ်းအမဲလေးကြံခဲ့တယ်လားအဲ့ကြံခဲ့တဲ့အမဲကိုဗျာဘလို့ပြန်တောက်လဲဆိုတော့ရေနွေးလေးနဲ့လက်ထက်ထည့်ပြီးတော့ black coffee နဲ့ပြန်တောက်ပါရရှင်အဲ့တော့ဒီမနက်ကိုဒီလိုတောက်လိုက်တယ်အဲ့ကြံခဲ့တဲ့အမဲမုံကိုရေနွေးလေးဖြူလေးနဲ့ထည့်လိုက်တယ်ထည့်ပြီးခဏထားလိုက်တယ်ပြီးလို့ရှိရင်ဗျာအဲ့တော့ black coffee coffee ရန်နေနဲ့ပြန်တောက်ပြအဲ့တော့ ဒီမှာဆိုရင်တဘာမနှစ်ကော်ဖီနှုတ်နဲ့အရသာကိုလည်းခံစားရတယ်ဘလက်ကော်ဖီရသာကိုလည်းခံစားရတယ်ဘလက်ကော်ဖီစစ်စစ်ဆိုရင်သူတွေကပြင်းတော့မတောက်ချင်ကြအောင်ခင်ဗျားတို့လည်းအလိုပဲအရသာပြင်းတော့လေမတောက်ချင်ကြအောင်အဲ့ဒါဒီလိုမျိုးလေးတောက်ပြီးတော့အောက်မှာချန်ခဲ့တဲ့အမဲမှုန်ကိုရင်တွေးထည့်ပြီးတော့တနေလုံးအဲ့လိုလေးပေါ့ပေါ့လေးတောက်ကြည့်လိုက်အရင်တောက်လို့ကောင်းလားခင်ဗျားတို့အဲ့လိုတောက်ပါလေရှင်အဲ့ဒါလေးချက်ကမတက်ပြပါတော့ဒီအမဲမုံလေးလည်းတော့ပြရမလို့တော့ဘူး။ကိုလည်း black coffee တစ်ခွက်ထပ်တောက်ပြရတယ်ပေါ့နော်။ ဒါပေမဲ့ဟိုဘိုးလို black coffee လို့တော့ပြင်းပြင်းမဖြစ်နေဘူးတကယ်တော့ကဗျာတို့ကအလိုမပြင်းတဲ့အရာတန်တွေမှာအဆင်ပြေတာအရန်ပြင်းမတော့နိုင်ဘူးဒါဒီဒီဆူရွာကတော့ကဗျာတို့ကအရန်အဆင်ပြေတယ် coffee မတောက်တတ်တဲ့သူ coffee မကြိုက်တဲ့သူတော့ coffee ကိုကြိုက်သွားတာပေါ့နော်နောက်ပြီးတော့ဟိုအရင်တော့ဆိုရင် coffee တောင်းရင်တုံးလားဆိုတော့မှနှစ်ခွက်လောက်တောက်တဲ့အဆင်ရောက်သွားတာပေါ့နော်အဲ့တော့ ဆိုင်မှာလဲလာပြီးတော့အပိတ်လို့ရပါတယ်ဒီနေ့စံပြေရာဇတူရာလာမှာလဲမနဲ့ထရလာအပိကြရတဲ့ကျေးဇူးများကြီးတင်ပါတယ်မနမိုးလင်းနေကကဗျာဆိုင်ဖွင့်ပေးထားပါတယ်အရှိဒီရောအလေဒီရောနောက်ဒီရောဘီဒီရောအကုန်လုံးဖွင့်ပေးထားပါတယ်အာတဏီကုံစနေတူနေ့နှစ်ရက်ကတော့တဏီကုံလာအပိတ်လို့ရပါတယ်နော်အဲတနေ့ရက်လေးတွေကတော့ကဗျာညနေ3နာရီနောက်ပိုင်းမှာဖွင့်ပေးပါမယ်ဒါပေမဲ့အများနဲ့မဖွင့်သေးပါဘူးနော်ကဗျာဒီ site decoration ပြင်ရအောင်မယ်အများနဲ့လဲဖွင့်ဖို့အစီအစဉ်ရှိတယ် site decoration နည်းနည်းပြင်ပြီးရင်ကဗျာဒီမှာလဲအများနဲ့ဖွင့်ပါပါအခုတော့တော့ဆယ်တော့ကဗျာဒီမှာ promotion item ကဗျာဒီမှာ store မှာ ှိတဲ့ promotion item လေးတွေပဲအရင်စေးချပြီးတာဖြစ်တဲ့အတွက်ကြောင့်နောက်တစ်ခုကသူများတွေကသူကတန်နေသူကမတန်ဘူးကြည့်ရပြပြမယ်တန်ချင်းမတန်ချင်းဒီကိုကြိုက်တဲ့ပုံမှာပဲမူတည်ပါတယ်ကိုကြိုက်ရင်တန်တယ်ကိုမကြိုက်ရင်မတန်ကိုမကြိုက်တဲ့အရာဒီအလကားရနေတော့မတန်ဘူးကိုကမကြိုက်နေတာကိုကိုတော့မှအသုံးမဝင်နေတာအဲ့တော့ export ရဲ့သဘောတရားဒီရှာပေးရတယ်ရွေးရတယ် export quality ကိုကြိုက်တဲ့သူက export ကခင်ဗျားတို့လည်းဒီနေ့ဒီချိန်ကြီး export ပဲခင်ဗျားနေ့စဉ် မိစဉ်ဒီ export လောကတွေကိုစရောက်တာဒီလေးနှစ်ဝန်းကျင်ရှိပြီဒီလေးနှစ်လောက်ကဗျာ export နဲ့လုခဲ့ပဲဝတ်ပါတယ်ဗျာဘယ် brand မှမဝတ်ပါဘူးဗျာဆိုင်ရာအင်ဂျီတွေပဲကဗျာဝတ်တယ်ကဗျာနေ့စဉ်ဝတ်သမျှကဗျာဆိုင်ရာအင်ဂျီတွေဒါပေမဲ့ကဗျာဘေးတော့မရောဘူးမရောဘူးဆိုတာကကဗျာရဲ့ customer တွေယုံကြည်မှုရှိအောင်ဒီစကားကိုပြောတာအဲနှိမ်ပြောတာလည်းမဟုတ်ဘူးသူများစီးပွားအောင်ပါဖြစ်တာလည်းမဟုတ်ဘူးကဗျာဘတော့မှမရောဆိုတာဒီကဗျာ export လုပ်နေတာဖြစ်တဲ့အတွက်ကြောင့် export ကိုလူတိုင်းကဘေးတော့လို့မြင်နေတဲ့ဖြစ်ကြီးမှာကဗျာဘတော့မှရောလည်းမရောဘူးလိမ်လည်းမရောဘူးကဗျာဝတ်ပြီးတာလည်းမရောအဲ့ဒါဒီကဗျာ ဲ့တစ္ဆာကဗျာဒီဘက်ကထဲမှာအလုတ်လုတ်စားနေတာ၄နှစ်ကျော်ရှိပါပြီဒီနေ့ဒီချိန်ကြီးကဗျာအဲအလုံးလုံးလို့ရနေတယ်ကြဗျာဆိုင်ခွဲတွေဖွင့်နိုင်တယ်တနိုင်ငံလုံးဖွင့်နိုင်တယ်ကြဗျာဆိုင်ပြီးဝေဇနာလမ်းမပေါ်စီတီမှာရှိတကယ်နေရာကောင်းမှာကြဗျာဖွင့်ထားတယ်ဆိုရရကြဗျာ ကိုပစ္စည်းကိုကိုကွာလက်တီကိုကိုအာမခံနိုင်လို့ကိုဖွင့်ထားတာပါကိုပစ္စည်းမကောင်းမင်းနေတော့ဒီလိုလမ်းမကောင်းကြီးမှာစိုင်ကန်းကနေရာတွေဈေးကြီးပေးပြီးတော့ဗျာတက်ဖွင့်လာစရာအကြောင်းမရှိဘူးအဲ့တော့ကဗျာရဲ့လုပ်ငန်းပေါ်ကဗျာပြေဝါစီတနာထားတယ်ယုံကြည်မှုအပြေဝါရှိတယ်အာမခံနိုင်တာဒီကဗျာကစတမာတွေကဗျာဘယ်တော့မှဂျင်းမထည့်ဘူးမလိမ်ဘူး တန်ခြင်းမတန်ခြင်းကြိုက်ခြင်းမကြိုက်ခြင်းကတော့ customer ရဲ့သဘောမှာလူတည်တယ်။ဒါပြပြောသလိုပဲပေတော့လုံးဝမယောဘူးမယောင်းဘူးမထဲ့ဘူးဒါယုံကြည်မှုရှိအောင်ဒီစကားကိုပြောရခြင်းဖြစ်တယ်။ တန်ချင်းမတန်ချင်းကတော့ကဗျာခုနကပြောသလိုပဲကြိုက်ရင်တန်တယ်မကြိုက်ရင်မတန်ဘူး။အရန်စီကြီးရဲ့ brain တခုကဗျာတို့လက်ဆောင်လာပေးထားရင်တော့မဟေးငါဒါငါသာဆုံးဒါဝယ်မသုံးပါဘူးဆိုကိုနဲ့မအသုံးမတည့်တာ။သုံးမတည့်တဲ့ပစ္စည်းတခုတော့ကိုဝယ်မသုံးဘူး။အဆုံးတော့ကွန်တန်ဝယ်ပြောမှာပဲ။ဒါကတော့ပြောတဲ့သူတွေကဗျာလက်ခံတယ်။ဒါပေမဲ့ကဗျာပြန်ရှင်းပြကြချင်းအကြောင်းရင်းပြီးကြိုက်ရင်တန်တယ်မကြိုက်ရင်မတန်ဘူး။ယူရင်းနိုင်တယ်ရှာဖွေနိုင်တယ်ဆိုရင်တန်တယ်။ဒီခေတ်ဒီကာလမှာ၄000 6000နဲ့ဒီလို quality ရနိုင်တယ်ဆိုရင်ကဗျာ တောင်မှချက်လို့ချင်မှအသေးပဲဒါကဗျာတို့ကိုတော်ရှင်းအနေနဲ့ပဲဗျာပစ္စည်းတွေကအရင်တော့ကဆိုရင်အခုနောက်ပိုင်းမှသာကဗျာနေဒီမှာဖြုံးအားရှိတော့ဗျာမှာစတော့တွေမကြံတော့တာအရင်တော့ကဆိုရင်ကဗျာတို့ဒီရန်ကုန်ဆိုင်လေးဒီဇိုင်းအွန်လိုင်းလေးတစ်ခုလေးနဲ့မှာဘေးကိုဆွဲရတဲ့လော့ကအရင်တော့ကဆိုရင်အထည်ကို၄၀၀၅၀၀၆၀၀ဒီဇိုင်းတစ်မျိုးဒီဇိုင်းတစ်မျိုးအထည်၄၀၀အထက်၅၀၀အထက်ဆွဲရတာဖြစ်လို့ဗျာကဗျာတို့မှာပစ္စည်းတွေပုံနေတဲ့ဟာတွေရှိတယ်အဲ့ဒါတွေကိုကဗျာတို့ကဖြုံးချင်းဖြစ်ပါတယ်ဗျာပြောချင်တာဒီဘတော်မှာ ခြင်းထဲဘူးမလိမ်ဘူးမညာဘူးစိုက်ကြီးခွန်းလာတာပါတမ်းမလာဝဲပါမတန်မဝဲနဲ့မတန်မဝဲနဲ့မတန်ဦးထင်မဝဲနဲ့တမ်းမဝဲပါမကြိုက်မဝဲပါနဲ့အာနာဘူးလည်းဝဲစရာမကြိုက်ဘူးကြိုက်မဝဲပါပတ်စံဆိုတာလကားမညာဘူးအဲ့တော့နေ့စဉ်နဲ့မြတ်ကဗျာဆိုင်မှာနေ့စဉ်ရောင်းနေရတယ်တနိုင်ကလုံးပတ်ပြီးရောင်းနေရတယ်ဆိုတော့မင်းသမီးကိုချစ်လို့လာအားပေးတာထက်မင်းသမီးကိုချစ်လို့ဒါပေးရင်တမျိုးနှစ်မျိုးလာတာပါပေးနိုင်မယ်တရက်နှစ်ရက်ပဲလာအပေးနိုင်မယ်နေ့စဉ်နဲ့အမြအပြအလုံးလုံးလို့ရနေတယ်ရက်တီလို့ရနေတယ်ခင်ဗျာဒီလုပ်ငန်းပေါ်မှာ ခဗျာရောင်းလို့ရနေခြင်းဒီခဗျာရဲ့အလုပ်ပေါ်မှာခဗျာကောင်းမွန်သောစိတ်ကောင်းမွန်သောစေတနာခဗျာရဲ့ customer တွေကိုကောင်းမွန်သောပေးဆက်ခြင်းဒါခဗျာအမြဲတမ်းပေးဆက်ပါလေအဲ့ဒါတော့ကိုကိုကိုလည်းယုံကြည်ပါလေစိတ်မဝေပါမစိတ်ပြင်းတဲ့ဝေစားမလို့ပါဘူးတမဝေပါမတမ်းမနဲ့ဝေစားမလို့ပါဘူးအခုရေးနေတဲ့သူတွေကိုလည်းဆိုင်းလာစေချင်ပါတယ်နောက်ကအဲကျေးဇူးရှင်တွေကိုလည်းပါလက်ဆောင်ပေးပူလာတယ်အဆင်ကျင်းသေးတယ်ခဗျာဆိုင်မရောက်ဘူးလို့ပါပဲခဗျာဆိုင်ရောက်ဘူးလေသူတိုင်းသိပါတယ်ခဗျာနဲ့ဆောင်နေဘူးလေသူရတယ်အဲခဗျာတို့လက်ဆောင်ပေးလို့ပေးတယ်ရ ချိန်မှာပန်းတကူတွေဘယ်လိုလူလဲဆိုတာဆိုင်ုံလာဘူးရဲ့သူပဲဒီမှာလေဆိုင်ုံလာဘူးပဲတော့မသိပါဘူးအဲ့တော့ဆိုင်ုံလာကြည့်ပါအခုရင်းနေတဲ့လူတွေလည်းတန်းနေမတန်းဘူးဆိုတာဆိုင်ုံလာကြည့်ပါဆိုင်တက်ပါလေဆိုင်တက်ပါဦးအလေးစုရကပ်ပြီးတောက်ပါမယ်ဒီနေ့အစကင်းနီစကင်းနီဆန်ခရင်ကိုဒီနေ့တဘူးကို50ရာခိုင်နှုန်း2300နဲ့ရပါမယ်နော်ကျေးဇူးပါရှင်ကြည့်ရှုတဲ့ဗီဒိုင်းကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် 拜拜。